ဆိုတော့ကြိုက်တယ်ပေါင်နေချစ်လက်တယ်အများနဲ့ပြောပါတယ်မြင်းစီရင်ပေါင်နေအရန်တန်မြင်းဆိုပေါင်ကြီးတဲ့အမျိုးဆိုတော့ဒီပေါင်နေအစီမရှိဖို့ချစ်ဖို့တော့ကအမြင်စီတာအကောင်းဆုံးသောအကားသားတစ်ခုပါဟုတ်ကဲ့မတင်ကလေးကမြင်းစီမတင်မြင်းစီမတင်ဘူးမြင်းမပြုတ်မကြအောင်ရင်တင်တာပေါင်နဲ့တော့ညက်တာအဲ့လိုပေါင်နဲ့ညက်လေပေါင်ကအစီတွေကျလို့မအေးဘွေမြင်းစံရိုက်မှလို့ ုင်းမှာစီးတက်တာအမအခုတော့ပြန်ကျင်းရအောင်မယ်နည်း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 တစ်နှစ်လောက်ရှိပြီမြင်းစီးကြနဲ့ဝေးနေရဆိုတော့ပြန်ဆိုအဲ့လိုမြင်းထုံးစီးရကြိုက်တယ်ဆိုတော့ပြန်ပြီးတော့ပြန်လေ့ကျင့်မယ်ပြောပါစေ။အဲ့နောက်ကနေဝင်လေးနဲ့အရန်လာခဏ။အော် တွေးပါဦးမှာလေးစစ်စစ်အဆိုတော့အခုဖြစ်စင်တော့ဒီဒီနေ့ session เนาะအဒီနေ့ဆိုဒီနေ့နဲ့မနေ့ပြန်နေ့ရက်ကတောင်ကြီးမှာမြင်းမြန်မာနိုင်ငံမြင်းချစ်သူများအသိရှိတာဟုတ်ဆိုတော့အားအကြောင်းလည်းမြတ်စွာပါတယ်အဲ့ဟာလည်း promote လုပ်ချင်တာလည်းပါတယ်ပြီးတော့ကိုကိုရိုင်းလည်းမြင်းစီရတာကိုသဘောကျရတယ်ဆိုတော့အဲ့သူနေ့ပြန်သွားမှာရှင်မင်းပြန်တောင်ကြီးမြင်းဒီပေါ့နော်မြင်းအာတက်ကြီးမြင်းစီးသမားကြီးမောင်ဒီနေ့ကတော့ကြာတယ်မင်းပြန်ကြမြင်းလှစီးပွဲရှိရဆိုမင်းဟန်ကြတောင်ကြီးအာညီမနိုင်ငံမြင်းစီးချစ်သူမြင်းချစ်သူများအဖွဲ့ကနေလောက်တဲ့အဲမြင်းစီးပွဲအားကစားမြင်းစီးပွဲပေါ့နော်မြင်းလှပွဲတော့သွားဖို့ရှိပါတယ် ကိုကိုလည်းအမှန်တော့အဲ့ဒီဟာကိုလည်း promote လုပ်ချင်တာလည်းပါတယ်ပေါ့နော်ပြီးတော့ကိုလည်းအာဒီမြင်းပြန်စီဖို့တော်လည်းအာယုံရနေရောပြန်စီပြစ်သွားတာပေါ့ဟုတ်စီးတဲ့တာမို့ဘေးချင်း မအေးဖွင့်မြင်စမ်းရိုက်မလို့အဲ့မှာစီးတက်တာအမအခုတော့ပြန်ကျင်းရအောင်မယ်နည်း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 တစ်နှစ်လောက်ရှိပြီမြင်းစီးကြနေဝေးနေရဆိုတော့ပြတ်သွားလို့မြင်းထုံးစီးရအကြိုက်တယ်ဆိုတော့ပြန်ပြီးတော့ပြန်လေ့ကျင့်မယ်ပြီးတော့ဒီမြင်းချစ်သူများအဲ့ဒါဒီမြင်းစီးအားကစားကိုလည်း promote လုပ်ချင်တာလည်းပါပါတယ်ရှင်ဆိုတော့မြင်းစီးရလည်းကျမရဲ့တစ်ခုနေမင်းတို့ကတော့ကြိုက်တယ်ပေါင်နေချစ်လက်တယ်အများနဲ့ပြောပါတယ်မြင်းစီရင်ပေါင်နေအရန်တန်မင်းတို့ပေါင်ကြီးတဲ့အမျိုးဆိုတော့ဒီပေါင်နေအစီမရှိဖို့ချစ်ဖို့အတွက်ကမြင်းစီတာအကောင်းဆုံးသောအားကစားတစ်ခုပါ ကြောက်ကြောက်ကြီးကြီးရဲ့ပုံစံလေးနဲ့တခုခုတော့တွေ့ရအောင်လားအဲဘောနော်မြစ်တော်ကျူအခုကမြစ်တော်ကမနဲ့ထန်သွားမှာကဒါရှမ်းပြည်နယ်ဘောနော်ရှမ်းပြည်နယ်ကိုစားပြုမြစ်တော်အနေနဲ့ဟိုကိုစားပြုဆိုတော့ကိုကရှမ်းပြည်မှာကိုကပို့ပြီးတော့ကိုမြင်းစည်းပြည့်တယ်ဆိုတဲ့အခါကျတော့အဲ့တော့ရှမ်းပြည်နယ်ဒီဘက်ကကိုစားပြုအနေနဲ့ဘောနော်ဧည့်သည်အနေနဲ့မြစ်တော်ကသွားမှာဖြစ်ပါတယ်အဲ့မှာလဲစီးစီးမယ်ဘောနော်မြင်းလဲစီးမယ်တော့အလောက်ဝင်ကိုလည်းနည်းနည်းစဉ်းစားနေရဘောနော်ထွက်လာတော့မှပဲကြည့်ပါဦးကိုကပြောလိုက်ပြီးတော့တိတ်မလှမှာလဲကြောက်တဲ့အခါကျတော့ စူးစမ်းကြည့်မှာပေါ့နော်။အဲ့ပုံမျိုးဒါလာတယ်။အဲ့ဒါငွေဆောင်မှာမြင်းလေးကသေးနေလို့အားလာသူ့ကိုလေသူ့စီးရကိုစီးရတဲ့မြင်းကအရင်တော့မြင်းမိုက်ရှော။မြင်းကအရန်သေးတယ်ဟုတ်တယ်မားလေမြင်းလေးနဲ့နှိမ့်ရနေလို့။ဟာဘလို့စီးရမသိမြင်းကငါစီးမြင်းအဲ့လိုမြင်းမြင်းလေးစီးပြီးတော့ပြေးနေရဆိုတော့ပြော။ခါချလာပြီပါရောဒီခါကျတော့။အမရှိဘူးဟိုကတော့ကျတော့ကလေးစီးရဲ့ကလေးတွေပါစီးဖို့ဆိုရင်းနေတာပေါ့နော်။သူကအရန်ဒုံမပြေတတ်ဘူး။အဲ့ငွေဆောင်တို့ပါလို့ပါဒါပေမဲ့သူကကလေးတွေနဲ့အားလုံးစီးတော့မြင်းကသေးနေတာ။ကိုကျတော့မြင်းကအကြီးစီးနေတာဆိုတော့ သင်ကလေးကမျက်စိမသိမျက်စိမသိဘူးမြင်မပြုတ်မကြအောင်ရင်သင်တာပေါင်နဲ့လုံးဝညက်တာအဲ့လိုပေါင်နဲ့ညက်လေပေါင်ကအစီတွေကျလာတယ်အဲ့ဒါကြောင့်အောက်ပိုင်းနည်းနည်းတန်နဲ့တောက်နဲ့တည်းမှာပါသွားတာပေါ့ဟုတ်ကဲ့ပါ ါဒါကပေါ့နော်ရန်ကုန်မြို့မှာဆိုရင်ရန်ကုန်မြို့အနေနဲ့ပြောကြည့်ပေါ့နော်မြို့နယ်တိုင်းမြို့နယ်တိုင်းမှာအာ119အာ fashion complex က18ဆိုင်ရှိပါတယ်ရှင်အာမကြခင်မှာလဲဟင်းသားမှာဖွင့်ဖို့အတွက် season နေပါတယ်နောက်ထပ်နောက်ထပ်မြန်မာနိုင်ငံအနေနဲ့အရရမှာလဲ119 fashion complex က ွင့်လေးပို့အတွက်ကိုစူးစမ်းနေတဲ့ဆိုကြောင့်သတင်းကောင်းလေးပါချင်ပါတယ်မကြပါမလဲမျိုးတိုင်းမျိုးတိုင်းမှာ one night fashion ကိုလည်းရောက်ပါတော့မယ်လို့ပြောချင်ပါတယ်တကယ်ကိုဒီနေ့ခေတ် fashion တွေကိုတင့်တင့်နဲ့ဈေးနှုန်းနဲ့လူမျိုးစုံမရွေးပေါ့နော်ဝတ်လို့ရမယ်ပစ္စည်းမှန်အာဈေးတင့်တင့်နဲ့ဈေးနဲ့ fashion ကိုဝတ်ဆင်နေဆိုတော့ one night fashion complex ကိုကြောက်ခဲ့ဖို့အတွက်အားလုံးကိုထိတ်ခေါ်ပါတယ်ရှင်ကျေးဇူးပါကျေးဇူးပါ